လပိုင်နိုင်ငံတွင်အင်အား9နှစ်ထက်သမလေးအရှိရှိငလျင်လှုပ်ခတ်မှုကြောင့်ဆူနာမီသတိပေးချက်ထုတ်ပြန်ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမေဒါနိုဒေတာအနီးရေပြင်ပေါ်တွင်ယနေ့မနက်9:43ချိန်တွင်အင်အား9နှစ်ထက်သမလေးအရှိရှိအင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားအပါအဝင်အိန္ဒိယသမုတ်တရားကန်ယိုရန်ဒေတာများအတွက်ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ပါသည်ဖိလစ်ပိုင်ပြည်ထောင်စု မီးတောင်နှင့်ငလျင်လှုပ်ခတ်ရေးအင်စတီကျူရာ မလျင်ဘဟုချက်မှအနည်းရှိ300ကီလိုမီတာအတွင်းကံယိုရန်ဒေတာများတွင် အနည်းရှိသောဆူနာမီလှိုင်းများဖြစ်နိုင်ကြောင်းကနဦးသတိပေးခဲ့ပါသည်။သို့သောနောက်ပိုင်းတွင်ဆူနာမီချင်းချောက်မှုပျောက်ကွင်းသွားကြောင်းထုတ်ပြန်ခဲ့ပြီးရေလျိုင်းအမြင့်အနှံငယ်သာရှိခဲ့ကြောင်း သိရပါသည်။မလျင်ကြောင့်ဒါဘာအိုအော်ရီယန်တယ်၊ဂိနကတ်ကျွန်းများ၊ဆူရီကာအိုဒယ်နော်တီ၊ဆူရီကာအိုဒယ်ဆူ၊အစ္စတန်ဆမ၊ဆောက်တန်လီတီနဲ့ ဒီတီပြည်နယ်များတွင်ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ပြီးကမ်းရိုးတန်းနေထိုင်သူများကိုချက်ချင်းမြင့်ရနေရာသို့မဟုတ်ကမ်းခွေမှအတွင်းပိုင်းသို့ရွှေ့ပြောင်းရန်ညွှန်ကြားခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမြောက်ဆူလဝေစီနယ်ပူပါအာပြည်နယ်များအတွက်လည်းဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့တော်လဲနောက်ပိုင်းတွင်ပျောက်ကင်းသွားခဲ့ပါတယ်။ဆူနာမီလိုင်းများ ပထမရောက်ရှိနိုင်ခြင်းနှစ်နာရီအတွင်းဖြစ်နိုင်ကြောင်းခန့်မှန်းခဲ့ပြီးဆူရီကာအိုဒယ်ဆူရဲ့ တန်ထက်မြို့တွင်အင်အား30စင်တီမီတာခန့်ရှိလှိုင်းတစ်ခုမှတ်တမ်းတင်ခဲ့ပါတယ်။ဖိလစ်ပိုင်သတင်းဌာနများနဲ့အစိုးရအရာရှိများ၏ကနအူးဖော်ပြချက်များအရလူနှစ်ဦးသေဆုံးခဲ့ပြီးဒါဘာအိုအော်ရီယန်တယ်ဘီနယ်တွင်တဦးထပ်မံသေဆုံးမှုရှိခဲ့ကြောင်းသိရပါတယ်။ဒါဘာအိုမြို့တွင်ဆေးရုံကျောင်းများပျက်စီးခဲ့ပြီးလူရည်ဒါစင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ရဲစစ်တပ်အားဖြတ်တောက်မှုများ ဆက်သွယ်ရေးပြတ်တောက်မှုများဖြစ်ပွားခဲ့သောကြောင့်ထိခိုက်မှုအချက်လက်များအပြည့်အစုံကိုမရရှိသေးဘဲထပ်မံတိုးလာနိုင်ကြောင်းခန့်မှန်းနေပါတယ်။ငလျင်လှုပ်ခတ်ပြီးနောက်အင်အား9တပ်မှ8အဆင့်ရှိ နောက်ဆက်တွဲငလျင်များ190ကျော်ဖြစ်ပွားခဲ့ပြီးထပ်မံဖြစ်နိုင်ခြေရှိနေသေးကြောင်းသတိပေးထားပါရစေ။